နေနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေအိမ်နဲ့မြေတွေအယောင်အဝယ်အောင်မြင်ပါမယ်အကြီးကဲဆရာသမားတွေရှိကအကူအညီရမယ်အဲ့တော့မိမိစီးပွားရေးမှာတော့တခုတော့ရှိတယ်မိမိနေပါမှာပဲမနာလိုတဲ့သူမိမိစီးပွားရေးကိုအတားဆီးပြုတ်မဲ့သူတွေပေါ်ပေါက်လာပါလိမ့်မယ်လက်အောင်ငယ်သားအလုတ်သမားတွေနဲ့လှုပ်ရတဲ့အလုတ်တွေဆိုရင်တော့အဲ့ဒီအလုတ်မျိုးတွေဟာအောင်မြင်မှုရမယ်အလုတ်မျိုးတွေဖြစ်လိမ့်မယ်လို့ဖော်ပြထားတာပါ ခရီးသွားဖို့စီစဉ်မိမခရီးစဉ်ကက်ပြင်နိုင်ပါတယ်ဒါလေးကိုတော့တတိထားပါเนาะအဲ့တော့တန်နေခွနေနိုင်တဲ့အစပြုတဲ့အမီပိုင်ရှင်တွေဟာအချစ်ရဲအလွန်ကံကောင်းမဲ့လာတလာဖြစ်ပါတယ်အိမ်တော်တွေကတော့တုံးနဲ့တုံးအပေးယူများပြီးနားလည်မှုရှိမဲ့လာတလာပါကျဲမရင်ရတော့မျက်လုံးမျက်စိနာတာမျက်လုံးထိကြိုက်တာမျိုးတွေဖြစ်ပေါ်တတ်တာကိုတော့သတိထားသွားဖို့လိုပါတယ် အဲ့ဒီတနင်္ဂနွေနိုင်တဲ့စပြတဲ့မြေပိုင်ရှင်တွေရဲ့ကျမ်းမာရေးအရာရောအားနည်းချက်တွေနဲ့ပတ်သက်တဲ့ဟာတွေရောအကာအကွယ်ဖြစ်စေဖို့ကုသိုလ်တွေပြုလုပ်ရမှာဖြစ်တယ်။ပြုလုပ်ရမယ့်ကုသိုလ်ကကောင်းကျင်းမောင်းအဖြူ၃ပွဲ၊ကော်ဖီ၃ခွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံဆုံးအဖြစ်နဲ့ကတ်လှူသွားရမှာဖြစ်ပါရဲ့။ဒါကတနင်္ဂနွေနိုင်တဲ့အစပြုထားတဲ့အမည်ပိုင်ရှင်တွေပါ။ နောက်တစ်ခုပြောပါမယ်တနင်းလာနဲ့တနင်းလာနဲ့အစပြုတဲ့အမီပိုင်ရှင်တွေတနင်းလာနဲ့အစပြုတဲ့အမီပိုင်ရှင်တွေကစီပါရေးအသက်လုပ်ငန်းအသက်တွေပေါ်ပေါက်လာပါလိမ့်မယ်တည်ယူဖို့ဆောင်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်တဲ့သူဖြစ်ရင်တော့အချိုးအမြတ်ကောင်းတွေကိုရရှိမှာဖြစ်တယ်ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့စီပါလုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ် ထိကိုင်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဘူးတော့တလတာလုံးသတိထားရမှာပါအဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာ အကျိုးပေးတွေထင်ရှားလာမဲ့ကာလဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ဒီလဟာတနင်္ဂနွေနဲ့ဆက်ပြည့်တဲ့အမီပိုင်ရှင်တွေအတွက်အခြေရင်ကန်ကောင်းမဲ့လာတလာလို့တွေ့ရပါတယ်အိမ်အောင်တွေကတော့တုံးနဲ့တူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ် ပဝင်းကျင်ကအထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါတယ်။ကျန်းမာရေးရတော့တနင်္လာနေ့နဲ့အစပြုတဲ့မိပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုတရိထားရမှာဖြစ်ပါတယ်။တနင်္လာနေ့နဲ့အစပြုတဲ့မိပိုင်းရှင်တွေအတွက်ပြုလုပ်တဲ့နဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ်နို့နဲ့စွမ်းကိုရောပြီးပြောရရင်တော့ uh, no sense no center ရဲ့ song ပေါ့နော်အဲ့ဒီလို no နဲ့ဆွမ်းတဲ့ကို ရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာဖះရှင်ကိုအယုံပြုတ်ပြီးလှူဒန်းမှုဖြတ်ပါတယ်အဲ့တော့လှူဒန်းပြီးတဲ့အချိန်မှာကတ်လှူပြီးတဲ့အချိန်မှာတော့ဖះရှင်ရဲ့အကြောင်းတော်ရှေ့မှာပဲလက်ကိုချီမိုးပြီးဂုံတော်၉ပါးကို၃ချိန်ရွတ်ပွားတရစေပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါက လင့်စင်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်เนาะ now အင်္ဂါနယ်နဲ့အစပြုတဲ့အမီပိုင်ရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့အမီပိုင်ရှင်တွေဟာစာလုံးစာလိန်စာကွဲစာမင်ဆွဲညပေါ့เนาะဒါရီနဲ့အစပြုတဲ့အမီပိုင်ရှင်တွေပါဝင်ဆုံးလိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော်အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်ဝင်ဆုံးလိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ် ်မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့အတိုက်ခံစကားပြောပြီးဖြည့်ရှင်းရမယ့်ကိစ္စတွေနော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှအောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်။ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်ပေးပါလို့เนาะကျွန်တော်လေးဟောချင်ပါတယ်။ နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေဟာဒီပတ်စံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူးဒီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွက်ထားတဲ့เนาะပစ္စည်းငွေချေးအဲ့ဒီတန်ဖိုးတွေဟာเนาะမိမိအတွက်အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကိုရောက်ရှိလာစေနိုင်တဲ့ကာလလည်းဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကเนาะ ရှောင်းမီလို့ယူဆရတဲ့ကွန်ပစ္စည်းတွေကနေအမျက်ဖြစ်လာနိုင်တယ်။မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိကုန်။အဲ့ဒီပတ်စံတွေပြန်ဝင်လာနိုင်ပါတယ်။ဒါကောင်းတော့နော်အဟောကောင်းတော့ကံတရားပေါ့။နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုးပန်မှုတွေကနေအကူအညီထောက်ပံ့နေရမယ်။ဥပမာပေါ့ပညာရေးနဲ့သက်ဆိုင်တဲ့နော်ဆရာသမားအကူအညီထောက်ပံ့ဝေကျင်းနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့ เนาะနိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအကျတွေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်တိုးပေါ်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနေငယ်ခက်ခဲမှုနဲ့ကြုံရတတ်တယ်၊ကြံ့ကြာမှုတွေဖြစ်မယ်၊လိုအပ်ချက်တွေများစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်။နောက်အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကတော့အခြေရေးမှာညနာ3ပွင့်မှာဖြစ်ပါတယ်။ချစ်သူရှိပြီးသားသူလည်းပဲ နောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူเนาะမိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်။အိမ်အောင်ကြီးအိမ်အောင်တွေအတွက်တော့အိမ်အောင်ကြီးကောင်းမွန်ပါတယ်။ဒါပေမဲ့တရိထားဆရာကမိမိရဲ့အိမ်အောင်ရဲ့အတွင်းရေးတွေကိုပအဝင်ကျင်နဲ့ဆွေးနွေးတိုင်းမြင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပအဝင်ကျင်ကြောင့်နော်စိတ်ကတိကအောင်အိမ်အောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါရဲ့။ကျမ်းမာရေးအရတော့လေချောင်းနာတာအဆုပ အင်းမိတာတွေဖြစ်ပေါ်တတ်လို့သတိပြုရမှာဖြစ်ပါတယ်။ကုသိုလ်ပြုရမယ့်အစီအစဉ်နေနဲ့တော့မြေပန်းအိုးတစ်လုံးမှာဇီဇဝါညွတ်ငါးညွတ်ကိုပြင်ပြီးတော့တလတာလုံးเนาะမိမိအိမ်ဖျားចောင်းတော်မှာမညိုးတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါတယ်။ဗောဓုနံနဲ့အစပြုတဲ့အမိပိုင်ရှင်ဗောဓုနံဆိုတာကเนาะဗောဓုနံသာ လရပလဲရကောင်းလဝပေါ့နော်အဲ့ဒီအခရာတွေ ਨੇ စထားတဲ့အမည်ပိုင်ရှင်တွေပါအဲ့ဒီအမည်ပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပါကုတ်စီပါရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ထားတဲ့မလုံရသေးဘူးဆိုရင်လုံဖြစ်မယ်ရည်ရွယ်ထားတဲ့လုံနေတဲ့စီပါရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါတယ်အဆောက်အဦအစ်စ်တွေတိဆောက်တာ ဝယ်ယူတာတွေပြုတ်လုရပြီးတော့ယရနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအသစ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလွန်ကောင်းမွန်တဲ့ကံတရားတွေပါ။နောက်ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့စီပွားရေးလုပ်တဲ့သူတွေကအကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်။အဲတော့ငပိငချောင်းနော်ရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကို ဖြန့်ဖြူးတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေလုပ်တဲ့သူကဒီလောက်ဘိုးဘူးနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေဖြစ်ခဲ့ရင်တော့အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့အော်ပညာရေးနဲ့သက်ဆိုင်တဲ့စူးစမ်းမှုတွေမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ်အများတွေကနေလူနည်းစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကို ပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်တဲ့ဒါကြောင့်ဘလူးနန်နဲ့အစပြုတဲ့ပုံကိုယ်ရာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်เนาะအကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးเนาะရွေးချယ်ခံဖို့အင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့နဲ့လတလဖြစ်ပါတယ်เนาะအခြေရင်းမှာလိုအပ်တာထဲပို့ပြီးမျက်နှာဆက်ပွင့်လိုက်တယ်တကယ်တော့ရှေ့ပိုင်းမှာအင်္ဂါနဲ့စပြည့်ရဲ့ပုံကိုယ်တွေကိုမျက်နှာဆက်ပွင့်မယ်လို့ပဲပြောခဲ့တယ် ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပိုရွေ့လို့ပြောတဲ့အတွက်ကြောင့်เนาะလိုအပ်တာထက်ပိုနေပြီဆိုကြတဲ့ကကောင်းချုံမဟုတ်ဘူးဆိုချုံလာလိမ့်မယ်ဒါကြောင့်ဘာလို့ပြောချင်တာလဲဆိုတော့မျက်နှာစမ်းပွင့်ခြင်းကြောင့်နတ်ဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အချစ်ရဲမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ်เนาะအိမ်အောင်နဲ့သဆိုင်ရနော်အိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိမ့်မယ်เนาะအိမ်အောင်ပြုတ်ဖို့အချိန်ကို ်တက်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ်ကျမ်းမာရေးအရာတော့သွေးတိုးတာသွေးပေါင်ကြတာတွေကိုကရုပ်ဆိုက်ရမှာဖြစ်တယ်ဒီအပြင်မှာသတိထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ပဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်ထပ်ပါတယ်ဒါကိုတော့ကျမ်းမာရေးအရာသတိထားဖို့လိုပါတယ်အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာ မလကာညွ၊သုံးညွ၊တပေညွ၊တညွတို့ကိုပြင်ပြီးအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားကျောင်းတော်မှာပြန်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။နော်ဒါကဗုဒ္ဓဟူးနေ့နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါ။နော်ဂျာသာပရီနေ့နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မှတ်ပဲခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။ เนาะမတူညီတဲ့စီပွားရေးကိုထပ်မံတိုးချဲ့ပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချက်လှုပ်ဆောင်တယ်ဆိုတာထက်ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုပ်နေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေထပ်ပြီးတော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလှုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါ အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်တဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင်ဂျာတာပရိနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့နေခါလာလို့ပေါ်ပြထားတာကိုတွေ့ရပါတယ်။ပြပနဲ့သက်ဆိုင်တဲ့ခရီးနဲ့ပတ်သက်ရင်တော့ဂျာတာပရိနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့ မိမိသွားမဲ့ကာလတခုကိုကြိုတင်ပြင်ဆင်ထားပေမဲ့အသေးချဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းပဲနေ့စဉ်နဲ့အမျှအဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာရုံစိုက်ထားဖို့တော့လိုအပ်ပါတယ်။နော်။ဒါတော့အရေးကြီးပါတယ်။ဒါပြပခီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်။နောက်ဂျာတာပရင်းနဲ့အစပြုတဲ့ပုံကိုရာချစ်သူရှိပြီးပေမဲ့လည်းပဲမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့် ောကဖြစ်ရတတ်ပါတယ်နော်ဂျာတာရီနိုင်တဲ့အစပြေတွေပုံကိုတွေလူလွတ်တွေကိုပြောတာနော်အခြေရင်နဲ့ပတ်သက်ပြီးတော့စိတ်แท้မှာအာယုံများတတ်ပါတယ်အာယုံများတတ်တယ်ဒါတော့ဆိုရင်သဘောပေါက်ပါပြီနော်ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်သောကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်က မိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လတလဖြစ်ပါတယ်အဲ့တော့မိမိတို့ရှာဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းတာနဲ့ညီမျှတဲ့နော်သူ့ထက်တာလွန်ချင်းရှိနိုင်တဲ့ငွေချေးတွေကိုမိမိအိမ်အောင်ဘက်ကမိမိကို အနံလာနိုင်တဲ့အထိကောင်းချိုးရှိပါတယ်။အော်ပြောချင်တာကအိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ရဲ့ကောင်းချိုးကိုခန့်စားရမယ့်ကာလဖြစ်ပါတယ်။ကျမ်းမာရင်းရတော့ပခုံးလက်ပြင် အဆရှိတဲ့နေရာတွေမှာအကျော်အစစ်တွေထိခိုက်တာအကျော်ညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။အောင်ဂျာတာဘီနိုင်နဲ့အဆပြုတဲ့နော်ပုံကိုယ်လေးကကုသိုလ်အနေနဲ့ပြုလုပ်တဲ့နာ စပယ်ပန်း၅ကုန်းကိုကျွေးပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ကုန်းကိုကျွေးပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးဂျာတာဘီနိုင်နဲ့နန်နဲ့ဆန်နာယီမကြောခင်အတွင်းထဲမှာ ဖះရှင်ရဲ့ကြောင်းတော်မှာအသေးချာပကံလေးကိုကင်မာပြီးရှင်တော်မြတ်ဖះကိုအာယုံပြုတ်လို့စပယ်ပန်းကုန်းများနဲ့ပူဇော်ခြင်းကုသိုလ်ပြုတ်လို့ပါကတ်လူတာမဟုတ်ဘူးနော်ပူဇော်ခြင်းကုသိုလ်ပြုတ်လို့ပါเนาะအဲ့ဒါဟာဇာတာပရိနန်နဲ့အစပြုတ်တယ်အမိပိုင်ရှင်နေဆောင်ရရမယ်ကုသိုလ်စီစဉ်လေးပါနောက်တောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေတောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာထင်ရှားကြော်ကြားခြင်း အောင်မြင်ခြင်းတွေကိုရရှိမယ်ကာလဖြစ်ပါတယ်။အဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူး။ထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများက အသိအမှတ်ပြုတ်လိုက်တာ။အများရဲ့ထောက်ခံချက်ကိုရရှိတာ။နော်ထင်ရှားကြော်ကြားတာ။အဲ့တော့အဲ့ဒါကထင်ရှားကြော်ကြားတာ။အောင်မြင်တာဆိုတာကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုရည်ရထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းသလိုဖြစ်သွားတာ။ เนาะအဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုတောက်ကြန်နဲ့အစပြည့်ရဲ့အမိပိုင်ရှင်တွေကထင်ရှားကြော်ကြားတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်เนาะဒီချိန်ကာလဟာတောက်ကြန်နဲ့အစပြည့်ရဲ့ပုံကိုယ်တွေဟာเนาะပြိတ္တအလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလိုမိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီး စ조사ဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်။နော်။ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်။အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါ။ဝန်တန်းဖြစ်တယ်ဆိုရင်လည်းဂျာဒူးတိုးဖို့အခွင့်ရေးအသက်တွေကိုဂျာဒူးတိုးတဲ့အခွင့်ရေးအသက်တွေကိုလက်ခံရရှိမယ်လာဖြစ်ပါတယ်တဲ့။နော်။ဝန်တန်းဆိုရင်တော့ဂျာဒူးတိုးမယ်အခွင့်အရေးတွေရရှိပါလိမ့်မယ်။ကိုယ်ပိုင်စီးပွားလုပ်ငန်းအတွက်တော့ လူသိညာအောင်ဆောင်ရွက်ဖို့အခွင့်အရေးကောင်းတဲ့လဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုယ်ပိုင်စီးပွားဆိုရင်တော့ထောက်ကုံပစ္စည်းတွေထုတ်လုပ်တယ်ဆိုရင်မိမိရဲ့ထောက်ကုံတွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော်ပြိတ္တရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်နော်နောက်တစ်ခါတင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေ ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေเนาะမာတင်ကြားရေးဆိုတာ online တင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့เนาะနောက်တစ်ခါကြောင်းထောင်နဲ့เนาะ private ကြောင်းထောင်နဲ့ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာတင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံကိုယ်တွေကဒီလမှာတောက်ကြံနဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်နဲ့နာမည်ကောင်းဂုဏ်သရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေ เนาะအဲ့တော့ဆရာမဒီနေရာမှာတောက်ကြနံနဲ့အစပြုတ်တယ်ဆိုတာလူပုပ်ကိုကိုရင်းညွှန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလဲတောက်ကြနံနဲ့ဖြစ်မယ်ဆိုရင်ဒီအဟောင်းကိုယူလို့ရပါတယ်เนาะအဲ့တော့ဥမာပေါ့နာမည်ကဂျာတာဘရင်းနံနဲ့ပဲစထားတယ်ကိုလုပ်ငန်းရဲ့အဖွင့်နာမည်ဟာတောက်ကြနံအတန်ထွက်နေအင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နေစထားတယ်ဆိုရင် ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကိုရရှိမဲ့လာတလာဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ်အခြေရေးကိစ္စတွေဟာမျောမှန်းတယ်လို့အောင်မြင်မှုရမယ်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘယ်လိုမျောမှန်းထားလဲမိမိမျောမှန်းထားတာဒီသူ့ကိုနော်ခြေရေးဆိုဖို့မျောမှန်းထားရင်အဲ့ဒီမိမိခြေရေးဆိုတာအောင်မြင်မယ်အဲအကယ်၍ လက်ထပ်ဖို့ရည်ရထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရထားရင်မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့เนาะအဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးမျှော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်အောင်သေးများဆိုရင်တော့မျက်နှာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะသူကတော့ဘာမှစိတ်ရင်းရိုင်တာမရှိဘူးဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နှာစမ်းပွင့်ခြင်းကြောင့် နော်တဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့နော်နောက်တစ်ခါကျမ်းမာရင်းရအစာအတော့ကြောင့်ဘေးတွက်ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ်နော်တတိထားပါမိမိစားနေကြအစာစားကိုတော့တတိထားပြီးစားပါအသက်အစမ်းအရသာအသက်တွေစားသုံးခြင်းကိုလည်းကယူဆိုင်ပါနော်ဒါကြောင့်အစာအတော့တွေကြောင့်ဖြစ်တဲ့ဗေဒရက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ်ကုသိုလ်အစီအစဉ်နေတော့ တောက်ကြနေနဲ့မိမိမွေးနေမှာအမတောက်ကြနေနဲ့အစားပြတာရဲ့အမိပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ကြာတာပြည့်ဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါတောက်ကြနေရဲ့မိမိရဲ့မွေးနေရဲ့တောက်ကြသားသမီးဆိုရင်တော့တစ်ရက်ပဲလုပ်ရုံပဲပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးခွေးသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့ဆွမ်းနဲ့အတူပြင်ဆင်ထားတဲ့တက်သေးဆုံးကိုပါ ကတ်လှုပ်ဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကတ်လှုပ်မှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလို့နေစွန်မှာပဲလှူလို့မိမိအစဉ်ပြေရာမှာအဲ့ဒီစွန်နဲ့အတူအသစ်ဖုံးပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့တက်သီးစွန်တပွဲကိုပါကတ်လှူရမှာဖြစ်ပါတယ်နော်နောက်စနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေပါစနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေကတော့စီပေါ်ရည် ်အထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ဒီလားတော်တော်များများနော်ဟိုဟိုနင်းလေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကံတရားအဟောလေးတွေတွေ့ရပါတယ်စီမားရဲ့ထူးကောင်းမွန်တဲ့ကာလဖြစ်တယ်။ယာရုတိုချင်းလုတ်ပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ်။ဘာသာရေးကုသိုလ်ရေးကိုပိုးပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ကောင်းသောမိမိရဲ့ ကံတရားတွေအားပို့ပြီးတော့ထင်ရှားအကျိုးပေးလာမယ်ကာလလည်းဖြစ်ပါတယ်အဲ့တော့ဖခင်ဒါမှမဟုတ်အကြီးအကဲတူဦးရဲ့ကျမ်းမာရေးချောင်းတော့မိမိမှာစိတ်တော်ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ်အဲ့တော့ကုန်ချမ်းတွေကိုတန်ဖိုးပြောင်းလဲပြီးအကျိုးအမြတ်ထင်ရှားနိုင်မယ်လို့ပေါ်ပြပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့เนาะဟို ကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာကုန်ချမ်းကနေကုန်ကြောဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ကောင်းကျုံအကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ဖော်ပြတာပါအဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိတ္တပေါ်များလာမဲ့လာဖြစ်တယ်လို့ပြိတ္တရဲ့အထင်ကြီးလေးစားမှုကိုရရှိမဲ့ကာလဖြစ်ဖော်ပြပါတယ်အခြေရေးအရတော့ မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ချီးရင်ဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါရဲ့နော်အဲ့တော့အိမ်အောင်တဲ့တွေအတွက်တော့တုံးနဲ့တုံးမကြာခဏနော်အတိုက်ခံစကားပြောဆိုရတာတွေဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါရဲ့အဲ့တော့ကျမ်းမာရေးအရာတော့စနေနေ့နဲ့စတဲ့အမိပိုင်းရှင်နေရဒီလရဲမှာအယိုးအစ်စ်ထိခိုက်တာနာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့ သတိထားဖို့လိုအပ်ပါတယ်။စနေနေနဲ့အစပြုတဲ့မြေပိုင်ရှင်တွေပြုလုပ်တဲ့ကုသိုလ်ကစနေနေနဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင်းနော်ဒါမှမဟုတ်ရင်စနေသားတန်ဃာတော်ရဲ့သရင်300ကြောင်းမှာဆန်းစီစာအစရှိတဲ့လှုပ်ွယ်ပစ္စည်းတွေကိုလှူဒန်းပေးတဲ့ကုသိုလ်တစ်ခုကိုနော်ပြုလုပ်ပေးဖို့ဖြစ်ပါလေအဲ့ဒါကတော့နေ့ ရက်ရွေးချယ်စရာမလိုပဲမိမိအစဉ်ပြေရာရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရောက်ကပ်လှူပေးသွားဖို့ဖြစ်ပါတယ်เนาะဒါဟာတနင်္ဂနွေကစပြီးတော့စနေအစောနာနေနဲ့เนาะအစပြုတ်တဲ့အမည်နာမမှာအစပြုတ်တဲ့နာနေနဲ့အမည်တွေကနေပြောလာမဲ့ကံကြမ္မာအဟောတွေဖြစ်ပါတယ်ဒါကြောင့် အခုနေနန်နေအလိုက် နော်နေအလိုက်နန်အလိုက်ဆိုတာထဲအမည်နာမရဲ့အစစလုံးအခရာရီနဲ့ဟောပေးထားတဲ့အမည်များမှပြောသောကံကြမ္မာကိုအသေးချာနားထောင်ပြီးသတိပြုတဲ့နာတွေကိုလည်းပဲသတိပြုနေထိုင်လို့ပြုလုပ်ရမယ့်ကုသိုလ်တွေကိုဆောင်ရွက်သွားပြီးအားနဲ့ချက်တွေကိုအကာအယံဖြတ်လို့ကောင်းချိုးတွေကို ပို့ပြီးထင်ရှားလာစေမှဖြစ်ပါတယ်အားလုံး မင်္ဂလာနေ့လည်ခင်လေးပါ ကျမ်းမာချမ်းသာပြီးအန်ရကင်းဘေးရှင်းလို့စိတ်ချမ်းသာ ကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်လိုက်ပါတယ်